ျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီနော်ကေပေးထောက်ခံတာပေးပြီဘာလဲကေပေးထောက်ခံတာရေစကန်ထောက်ခံတာလေကေပေးထောက်ခံတာလားဖြစ်နေပါရေစကန်ထောက်ခံတာသွားတောင်းဟုတ်ပြီကျွန်တော်ရေစကန်ထောက်ခံတာသွားတောင်းလေပေးပြီအဲ့ရေစကန်ထောက်ခံတာအထက်စီတောင်မရောက်သေးဘူးလေကျွန်တော်ဘာထက်လိုရလဲဆိုရင်ကမ္ဘောဇာ application တွေကနေပြီးတော့အကြံဉာဏ်ပြုရန်အကူအညီတောင်းခေါ်ရန်ဆိုတဲ့ခလုတ်တွေကနေထပ်ဝင်ပြီးတော့ဖြစ်စဉ်တွေဓာတ်ပုံတွေအဲ့ဒီရေစကန်ထောက်ခံတာတွေပုံထပ်ပို့ပြီးပြီဒီနေ့အလုံးမင်း လာပါမွေး channel ကြီးကိုကြိုဆိုလိုက်ပါတယ်မဟုတ်ခုတစ်ဆက်ပြခြင်းတဲ့ဗီဒီယိုလေးကတော့ဒီကိုရဲ့ဗီဒီယိုပေါ့နော်ဗီဒီယိုတွေမှာဆိုလို့ရှိရင်တော့ဒီကိုကြီးက KP တောင်းတဲ့သူတွေစာ KP ကလိမ့်လဲမှုကအရောက်မှမြင့်တက်နေတဲ့အတွက် KP ရဲ့တာဝန်ရှိသူတွေကို live လွှင့်ပြီးတော့ပြောနေပါတော့ဗီဒီယိုတွေမှာဆိုတော့ပြည့်စုံပါပါတယ် KP တောင်းတဲ့သူတွေမဖြစ်မနေကြီးတင်နေပါတော့အရောက်မှလေးစားမှုကောင်းနေပါတော့တတိရှိရှိနဲ့ပြောနေတာဗီဒီယိုတွေမှာဆိုတော့ပြည့်စုံပါတယ်မွေးဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ပါကြည့်ရှုပေးဖို့ပစ်ကပါရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စာချက်ကလေးတွေကိုဗီဒီယိုလေးရဲ့အောက်မှာ comment လေးတွေရေးပေးဖို့တောင်းဆိုပါရှိဗီဒီယိုလေးကိုကြည့်ရကြအောင်နော်ကမ်းမဲ့ ကြံတဲ့မျိုးတွေတွေကိုမပြောသေးဘူးเนาะကေသေးကအခုဖြစ်နေတဲ့ပုံစံเนาะမြန်မာနိုင်ငံရဲ့အကြီးမားဆုံးအီမန်ဒီဈေးခွက်ကိုတိမ့်ပိုက်ချင်ပြီးတော့ကျွန်တော်ပြောချင်တာเนาะအခုလို့ညနေလဲခွဲပြစ်เนาะကျွန်တော်ပြောမယ်ကျွန်တော်တို့နေနေတဲ့အခုကြံတဲ့မျိုးနယ်တစ်မျိုးနယ်တဲတော်မှာကေသေးကမန္တလေးမြို့မျိုးနယ်တစ်ခုတဲတော်မှာကေသေးက3လမှာအမှုပေါင်း300ကျော်တက်တယ်ကေသေးကနေလိန်ခံရတဲ့လူတွေနော်အမှုပေါင်း300ကျော်တက်တယ်လေအဲခင်ဗျားတို့စဉ်းစားကြကြည့်လိုက်တော့နော်ကေဘီကတရားဝင်လိန်ကိုပြေးနေသလားတော့မသိဘူးနော်ကေဘီက တရားဝင်လိန်ဝင်ပေးနေသလားတော့မသိဘူး KB ရီလိုက်ကိုကြည့်နေတဲ့ကမ္ဘောဒါဘန်ရဲ့တာဝန်ရှိပုဂ္ဂိုလ်လူကြီးမင်းများခင်ဗျာခင်ဗျားတို့ KB ဝန်ထမ်းနေတယ်မှာဟိုကမတမာတဲ့ကြားဖြန့်ဖွဲ့စည်းတွေကတတ်တန့်နေတာဟာညာရှိနေသလားမသိဘူးလူလိန်အားပြီးတခိုးအားပြီးရမ်းလုံရကျွန်တော်ပြောမယ်လိန်ဟန်နေရပြီလိန်နဲ့ချက်လက်အကုန်ပေးပြီခင်ဗျားတို့နိုင်ငံနဲ့ချီတဲ့ platform လုပ်နေတာခင်ဗျားတို့မှာ data server ရှိလို့ရှိတယ်အဲ့ server ထဲမှာ transaction တွေတောင်းလျှောက်အချက်လက်ပြောရင်ကြည့်လို့လည်းရတယ် ကျွန်တော်တို့ကဖုံးဆက်ခြင်းလို့တိုင်လို့အလိန်ခံရလို့တိုင်လို့ဖုံးဆက်ပြီဆိုရင်တော့မှခမားတို့ကကျွန်တော်တို့ကိုပိုင်းရှင်ချေချောင်းအစင်းစင်စစ်ဆေးပြီးတော့မှခမားတို့ကဆက်ပြီးစကားပြောလက်ခံတာမို့လားတဖက်လူရဲ့ချက်လက်လေးလည်းခမားတို့တည်ပြီးသားလေအခုက KB ကအခုအောက်ခြေမှာဖောင်းပွားနေတယ်ခမားတို့တော်တော်ဆိုးနေပြီ KB ကနော်ကျွန်တော်ပြောချင်တာနိုင်ငံရဲ့ဘာ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 တရားထက်တန်မြမအားမယ်ကံဘောသားဘာမြမအားမယ်လေခမားလူလင်အားပေးအားမယ်အခိုးအားမယ် ခမရတို့ဘန်ဝင်နှန်းတယောက်လုပ်နေတယ်ခမရတို့ဘန်ဝင်နှန်းဆိုတာဘာကြောင့်လုပ်ခဲ့တာတော့ဘန်ဝင်နှန်းဆိုတာမျိုးကဂုံတေရှိနဲ့ဂုံချင်းသိက္ခာကိုဥဒိတ်ထားပြီးတော့ယောသားမှုကျိုးသားမှုဂုံနဲ့ဘန်ဝင်နှန်းဆိုတာရည်တည်နေတာအခုကမ္ဘောဒါးဘန်ရဲ့လုံပေါက်ကဖင်မနိုင်မင်းနဲ့ပေးချင်းစားပြီးတော့ဘန်ဝင်နှန်းဆိုတာလေပုံးထုတ်စည်းတဲ့အဆင့်သားလောက်ရှိတယ်ရှောင်းတီးစည်းပြားတဲ့အဆင့်သားလောက်ရှိတယ်မာကတ်တင်းဆင်းခိုင်းနေတာခွေးလုံးနွားလို့ဆင်းခိုင်းနေတယ်ကျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီးပြီနော်ကင်သေးထောက်ခံတာပေးပြီးပြီ ။ဘာလဲကိပိထောက်ကန်တာရေစကန်ထောက်ကန်တာလေကိပိထောက်ကန်တာဖြစ်နေပါရေစကန်ထောက်ကန်တာသွားတောင်းဟုတ်ပြီ။ကျွန်တော်ရေစကန်ထောက်ကန်တာသွားတောင်းနဲ့ပြီးပြီးပြီ။အဲ့ရေစကန်ထောက်ကန်တာအထက်စီတောင်မရောက်သေးဘူးလေ။ကျွန်တော်ဘာထက်လိုရလဲဆိုရင်ကမ္ဘောဇာ application တွေကနေပြီးတော့အကြံဉာဏ်ပြုရန်အကူအညီတောင်းခေါ်ရန်ဆိုတဲ့ခလုတ်တွေကနေထပ်ဝင်ပြီးတော့ဖြစ်စဉ်တွေဓာတ်ပုံတွေအဲ့ဒီရေစကန်ထောက်ကန်တာတွေပုံထပ်ပို့ပြီးပြီ။ဒီနေ့ကျွန်တော်နည်းနည်းဒေါသထက်သွားတယ်လို့ဖြစ်သွားရင်အားလုံးတောင်းမယ်လေ။ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်ငန်းရှင်တစ်ကက်နံပါတ်ကိုသူကဖျက်သိမ်းလိုက်ပြီလေ။ကျွန်တော်တို့ဆီကခွင့်ပြုချက်ယူသလား။နော်ဖျက်သိမ်းလိုက်ပြီဆိုတော့တော်တော်ရရသူက တခိုးအားသေးပဲလေကျွန်တော်ပြောတာကျွန်တော်ကကျွန်တော်တာဝန်ယူတယ်ခင်ဗျားတို့ကေသေးဝန်ထမ်းတွေတဲမှာဟိုဟာကြားပြန့်နေလူလိန်တွေပါနေပြီလားဒါမှမဟုတ်ရင်ကမ္ဘောဒါပန်ကြီးဟိုဟာဘာလဲဘယ်လဲဘလို့လုပ်နေတာလဲကျွန်တော်ဒီလိုပြောရင်ကျွန်တော်ကခင်ဗျားတို့ကေသေးဟိုကမ္ဘောဒါပန်ဟိုအကျိုးစီးပွားမလားချက်ပါသေးပြတ်ပါသေးဆိုပြီးပြောနေတဲ့အတိုင်းနဲ့ကျွန်တော်ပြောနေတာကမ္ဘောဒါပန်ကအကျိုးစီးပွားပြတ်စေခြင်းလို့ပြောနေတာမဟုတ်ဘူးခင်ဗျားတို့လုပ်နေတဲ့ပုံစံကလူတကားတကားရဲ့လူများတကားရဲ့အကျိုးစီးပွားပြတ်စည်းနေပြီနော်မန္တလေးမြို့မြို့နယ်တစ်ခုလေကျွန်တော်နေတဲ့ဒီမြို့နယ်တစ်ခုထဲမှာတောင်မှ 3လအတွင်းနဲ့ကျွန်တော်အခုရေစခန်းရောက်ခဲ့တာနော်3လအတွင်းကေသေးကနေပြီးတော့မှလိန်လို့ဖြစ်သွားတဲ့အမှုပေါင်း300ကျော်တယ်တဲ့ကျွန်တော်ပြောမယ်တလကိုအမှု100လောက်လိန်ခံနေရတာတမျိုးနယ်တဲ့မန္တလေးမြို့တနိုင်ငံလုံးကိုခင်ဗျားတို့တွက်ကြည့်လိုက်ဒါလက်ရှိနော်လက်ရှိ2025မှာနော်လက်ရှိနော်မန္တလေးတမျိုးနယ်တဲ့3လကိုအမှုပေါင်း300ကျော်ပြီးတဲ့တွက်ကြည့်လိုက်တလကိုလူတယောက်လူ100ကျော်လိန်ခံနေရတာကေသေးကနေဒါတော့မှရေစခန်းကိုလာမတိုက်တဲ့လူတွေမပါဘူးနော် မတင်သားဆိုမရသေးဘူးမမရသေးဘူးအခုအတူတူကလူလေကြနေကျွန်တော်တို့ကကြတော့ချွေးသိပ်ဟလားသွေးစုသွားတော့ချွေးသိပ်ဟလားဘာလို့ပြောမလဲညာလို့ပြောပါမယ်အကျွန်တော်ပြောမှာကျွန်တော်ပြောတယ်ဆိုတာကျွန်တော်တည်းဒီပတ်စံကကျွန်တော်ပြန်ရှာရင်ရတယ်ဒါပေမဲ့ကျွန်တော်မခံနိုင်ဘူးเนาะကျွန်တော်ဒီအကြောင်းကဘာကြောင့်မလို့ဒီလိုတွေမျှဝေပြီးနေဆိုရင်ဟလားကျွန်တော်ကျွန်တော်လည်းမဖြစ်ရအောင်ဆိုတဲ့စေတနာပါတယ်ကြံတဲ့လူတွေတကယ်ခက်ခဲနေတဲ့လူတွေဟလားတကယ်ဟုတ်เนาะအစင်မပြေနေတဲ့လူတွေပတ်စံစေချီဆိုတဲ့ပမာဏကဘဝပြတ်သွားနိုင်တဲ့လူတွေရှိတယ် အဲ့လိုလူတွေအသိပညာရပါစေလို့ဆိုလဲကျွန်တော်စေတနာပါတယ်နော်ပြီးရင်နောက်တစ်ခုကအားလုံးဒီဟာနဲ့ပတ်သက်လာရင်မလိမ္မာစေတော့အလိမ္မခံထိပါစေနဲ့ဆိုတဲ့ကျွန်တော်ပညာပေးတာဖြစ်တယ်နောက်တစ်ခုကအခုကမ္ဘောဒါးဘက်မှာအောက်ခြေမှာဖြစ်ပြနေတာဟိုတာဝန်ရှိလူကြီးလူကြီးလူကြီးနေနေနော်ကမ္ဘောဒါးဘက်မှာရှင်ဦးအောင်ကိုဝင်းပေါ့နော်ဩဂလာနဲ့တကွာဒီအခုလက်ရှိတာဝန်ယူထားတဲ့သူသမီးတွေဟလာလက်ရှိ KB ကိုမှဦးစီးဦးဆောင်လုပ်နေတဲ့ CEO နိုင်ငံသားတွေဟလာခင်ဗျားတို့တွေအောက်ချိန်မှာ KB ကအခုလိုမျိုးလက်လွတ်စပွဲပေါက်လို့ပဲသာဖြစ်နေတာကိုသိလား ပလုတ်ပွဲသားဖြစ်နေတာကိုသိလားကေပီယလူလိန်အားသေးသခိုးအားသေးကေပီယပလုတ်ပွဲသားကိုဖြစ်နေတာဈေးကျိုးအိမ်နာလေးလည်းဖွင့်ပေးကားကိတ်လည်းဖွင့်ပေးနော်အခုလိုမျိုးအောက်ခြေထဲမှာခင်ဗျားတို့ကနော်ဘလို့ဖြစ်နေလဲအောက်နေဖောင်းပွားနေတယ်အခုကျွန်တော်ပြောနေပါတယ်ဆိုတော့ကျွန်တော်ကိုလိန်သွားတဲ့တင်းတင်းကြီးနော်ကျွန်တော်ဒီမှာအခုချက်လက်တွေရှိတယ်မမီရောက်နော်အိမ်ဖုံပေးသားမှာနော်အိမ်ဖုံနော်ကျွန်တော်ပြောနေနော်ခင်ဗျားတို့ကေပီယဆောင်းရဲနိုင်ငံရဲ့ဟလား ဗန်ပထမဗန်သားဗန်လုံနေပြီးတော့အပေါ်သားဆောင်ရမ်းဆန်နေပြီနော်အပေါ်သားဆောင်ရမ်းဆန်နေပြီပြီးရင်နောက်တစ်ခုကညနေလွယ်ခဲပြီးဆောင်ရမ်းလုံနေပြီတပတ်လူကလိန်ခံရပါပြီလို့ကျွန်တော်တို့ကပြောနေဘာကိစ္စမလိုလားတဲ့အစ်စ်နေအများကြီးခံနေရတာခင်ဗျားတို့ကတခိုးလူလိန်ကိုဘာလို့ကာပါပေးနေရတာတော့ကျွန်တော်မေးပြီဟလာအဲ့ဒီကျွန်တော်အခုမေးတဲ့မေးခွန်းတွေခင်ဗျားတို့အကုန်သိသွားအောင်ညာခံဘူးတဲ့လူတွေခင်ဗျားတို့ငြိမ်းချမ်းမနေနဲ့ share အခုဗီဒီယိုလေးကိုကျွန်တော် share ပေးကြဒါမှကမ္ဘောဒါဗန်ရဲ့လက်ရှိကျွန်တော်ကတော့ရှင်းလုံးလုံးလုံးကျွန်တော်ကအခုလက်ရှိ Facebook ကနော်လော်လော်တဲ့ကျွန်တော် share ခွင့်ပိတ်ခံထားရတယ် နော်အခုဖြစ်နေတဲ့ဖြစ်ပေါ်တာဘာလဲဆိုကျွန်တော်ပြပြမယ်အောက်ရှင်မှာလိန်ကျင်တဲ့ကောင်တွေက KD အကောင့်ကိုနော်အောက်ရှင်လူတန်းသားရဲ့မျက်ပုံတွေနဲ့ဖွင့်ထားတာအောက်ရှင်လူတန်းသားရဲ့လိန်တဲ့လူကသူ့ရဲ့အတင်းအချက်လက်အတီးကြနဲ့လိန်တာမဟုတ်ဘူးခင်ဗျားတို့မှားလွယ်နေပါတယ်ငွေလွဲဝင်သွားပါတယ်ဆိုတဲ့ KD အကောင့်မှန်တယ်များကဖောင်းပွားနေတဲ့ KD အကောင့်တွေနော်တကယ်လို့ဖောင်းပွားနေတဲ့ KB အကောင့်တွေလိန်ဖို့အတွက်ဖွင့်ထားတဲ့ KB အကောင့်တွေလူလိန်ရဲ့တည်င်းချက်လက်အမှန်ကန်ဖြစ်ချင်မှဖြစ်နေတယ်။ဒါကိုကမ္ဘောဒါးအစည်းအဝေးသားနဲ့ဘာကိစ္စမဖြေရှင်းတာတော့ ကျွန်တော်မေးနေတာခင်ဗျားတို့အခု KBA ကောင်စခွင့်ပါလိဆိုခင်ဗျားဖင်ဂါပရင့်ဖတ်ရတယ်လေဖင်ဂါပရင့်မျက်နှာကိုနော်ဖင်ဂါပရင့်အောင်ဖြစ်နေပါလိ face scan ဖတ်ရတယ် face scan နဲ့ခင်ဗျားတို့တလားတစ်ချိန်တစ်ပတ်တစ်ချိန် face scan ကို improve လုပ်ခိုင်းလေတကယ်တော့နေလေလူမဟုတ်ဘူးဆိုရင်အဲ့ဒီ scan မဖတ်တဲ့ account လေဆိုခင်ဗျားတို့ပိတ်သိမ်းလေအခုဖြစ်နေတာ KBA ကိုကမသိရင်ခင်ဗျားတို့ကဟာပေါက်ကြီးရိုးပေါက်ကြီးကျွန်တော်လည်းနီးပညာနဲ့စိတ်နဲ့လူတရားမဟုတ်ဘူးကျွန်တော်လူများပတ်စံကိုအလကားမျိုးချင်းလို့ကျွန်တော်ကိုလားလိန်တဲ့အကွက်နဲ့တခြားလူလျှောက်လိန်လို့ရတယ်ပတ်လိန်လို့ရတယ်ကျွန်တော်ပြောနေတာရှင်းလား ကျွန်တော်လားလိမ့်နေအကောင့်ဆိုတော့ကျွန်တော်ရှေ့ကလိုက်ပြန်มาပြောပြီးအခုအချင်းရှုပ်ပြန်ပြောပြမယ်အခု Viber ကနေပြီးတော့အကောင့်တစ်ခေါက်အကောင့်တစ်ခုအကောင့်တစ်ခုနော်မဲကြီးဆိုတဲ့ Viber အကောင့်တစ်ခုနောက်တစ်ခုကတက်ဆိုင်ရာလုပ်ငန်းရှင်သူလိမ့်မဲ့လူရဲ့နော်တက်ဆိုင်ရာလုပ်ငန်းရှင်ရဲ့အကောင့်တစ်ခုနော်ဒီအကောင့်တစ်ခုနဲ့ဘာလုပ်ပြီးလဲဆိုရင်တို့ကเออไอ้โรงงานอู้ซี้นี่แหละဝင်น้ํานี่โหตั้วပြီးတော့มาตัวอ่ะตั้วสวบีဇလန်းဇက်ွက်ย้ายပြီးတော့มาမဲကြီးဆိုတဲ့ ဗိုက်ဘာအကောင့်သူကဈေးတွေမေးမယ်တက်ဆိုင်ရာလုပ်ငန်းစုရဲ့ရောင်းနေတဲ့ product တွေယတနာစေဆိုရင်ယတနာနဲ့ဆိုင်တာမေးမယ်ဖုန်းဆိုင်ဆိုရင်ဖုန်းနဲ့ပတ်သက်တာမေးမယ်အေး electronic ပစ္စည်းဆိုရင် electronic နဲ့ပတ်သက်တာမေးမယ်ရှောက်မေးပြီးတော့တကင်ပေါ်ဝဲသွားဘူးမေးတာမှတခွန်းနှခွန်းမေးတာမဟုတ်ဘူးမေးကိုအများကြီးမေးပြီးတော့မှ45မိနစ်နာယူဝဲလောက်တနာယီလောက်ချိန်ယူမေးပြီးတော့နောက်ဆုံးဝဲမသွားဘူးအဲ့ဒီ viber account သူမရဝဲမသွားဘူးပြီးရင်နောက်တစ်ကောင်ထက်လာပြီးပိုင်းရှင်ပုံတန်ဟန်ဆောင်ထားတဲ့အကောင့်ကချက်ချင်းဒိန်းဆိုပြီးဝဲလာပြီးတော့ဆိုင်ရဲ့ viber ဖုန်းထဲကိုဘာလုပ်လဲဆိုရင် ကျွန်တော်ပြီးကြရင်လုပ်ငန်းအခုလိန်ထားတဲ့ဥစ္စာလေးဗီဒီယိုတွေအပြပြင်မယ်ဘာလုပ်လဲဆိုရင်ကျွန်တော်ပြောပြမယ်နော်ညီမလေးအဲ့ဒီမဲကြီးဆိုတာနေသွားလားအစင်ပြအောင်လုပ်ပြလိုက်တော့ဆိုတော့တန်းရှင်ပုံတန်ဖမ်းပြီးတောက်လျှောက်ချက်ချင်းအယုံသွင်းပလိုက်တာအယုံသွင်းပလိုက်တာအယုံသွင်းလိုက်လို့ဝန်ထမ်းကယုံသွားပြီဆိုတာနဲ့ဝန်ထမ်းမှာတခါတလေအလုံးရှုပ်နေရင်ကျွန်တော်တို့ဘာမလုပ်ရဘူးတော့ဖုန်းနံပါတ်တွေအတိမပြူပါဘူးပြီးရင် Viber ရဲ့ယူပေါင်းတစ်ခုကျွန်တော်ပြောပြမယ်ပုံမှန်ဆိုရင် Viber ကွန်တက်တဲ့မှာမရှိတဲ့နံပါတ်ဆိုရင်ဘာပြောလဲဆိုရင် unknown number ဆိုတာပြတယ်အဲ့ဒီလူလိန်လာမေးတဲ့အခိုက်အတန့်မှာ unknown number ဆိုတာမပြဘူး ပြီးရင် Viber ဆိုတာကနာမည်သူရှိပြီးသားဆိုရင်အကောင့်ဖွင့်ခဲ့ဖွင့်ခဲ့မပေးသင့်ဘူး Viber မှာကျွန်တော်တို့နော်အကောင့်ဖွင့်ပြီးသားနာမည်ရှိရဆိုရင်နာမည်သူမရှိသင့်ဘူး Viber မှာအားနေချက်ဖြစ်နေတာနာမည်ကိုနာမည်သူကြိုက်တယ်လို့ဖွင့်ဖွင့်ရှိတယ်နာမည်သူနဲ့နော်ပုံစံ profile profile ပေါ်ကလုပ်ငန်းရှင် profile ပုံယူထားတယ်လုပ်ငန်းရှင်နာမည်နဲ့ဖွင့်တယ်ချက်ချင်းပါလို့လဲဆိုရင်ညီမလေးဟလာအစင်ပြေလားမအီကိုအစင်ပြေအောင်လုပ်ပြလိုက်ဆရာမိတ်ဆွေအခုမိတ်ဆွေဆိုတာမျိုးနဲ့ဝင်လုံးရောအဲ့မှာနေဝင်နေလုံးယုံရောဂျုံပြီးတိုင်းချက်ချင်း KB account တွေဝေမန်းကြီး account တွေလက်ကြံတွေမေးရော မင်းဒီရောက်တာမှတော့သူကချက်ချင်းအကုန်မလွဲခိုင်းဘူးတဝက်ပဲလွဲခိုင်းတာလူလိန်ကမယုံယုံအောင်ပြီးရင်သူ့ဘက်ကပဲဖုံးစခေါ်တာဘိုင်ဘာကောနဲ့စခေါ်တာရှင်းပြီလားအဲ့တော့ကျွန်တော်ပြောချင်တာအားလို့ညံ့လို့ခံရတယ်ဆိုတာအဲ့လိုပြောတဲ့ဆဆရကကြီးခမရတို့အလှည့်ကြရင်မဖြစ်အောင်ကျွန်တော်ပြောလိုက်ပြီတခြားလိန်ကြီးတွေရှိအောင်မှကျွန်တော်မပြောတတ်ဘူးကျွန်တော်မပြောသေးဘူးအဲ့တော့ကျွန်တော်စကားကိုပြန်သွားမယ်ဆိုရင်အဲ့လိုလိန်နေတာတွေကဒီလောက်ဂျန်တဲ့လက်နဲ့ကျွန်တော်တို့ကပြောနေပြီဟုတ်လားအဲ့တင်းတင်းကြီးတွေကိုကျွန်တော်တို့ကအချက်လက်တွေလာပုံပေးနိုင်ပြီအဲ့ဒီကေဘေးကောစင်တာတွေကဘာလို့ဖို့ထားထားတာတော့ မနောဟရီဘုံမှာ35လမ်းဘုံမှာလည်းရှိတယ်ကေဘေးကောစင်နာအိတ်မနောဟရီ65နဲ့64လေးတမရှိတယ်ကေဘေးကောစင်နာတွေကဘာလို့ဖို့ထားတာလို့ဟမ်ကျွန်တော်မေးပြီခင်ဗျားတို့အဲ့ဝန်ထမ်းတွေကဘာလို့ဖို့ထားတာအကောင့်ဖွင့်တဲ့ယုံလောက်လေးနေလားအကောင့်ဖွင့်ပြီးယုံနေမလဲလားကေဘေးအကောင့်ဖွင့်တာလောက်ကခင်ဗျားတို့နော်တက်ဆိုင်ရဖုံးဆိုင်လေးတော့ကျွန်တော်တို့ဖွင့်ပြတတ်တယ်ကျွန်တော်တို့ကဖွင့်ပြတတ်တယ်ကေဘေးအကောင့်ဖွင့်တာလောက်ကခင်ဗျားတို့အဲ့ကေဘေးဝန်ထမ်းတွေကဒီပြဿနာကြီးရှင်းဖို့ခန့်ထားတာမဟုတ်ဘူးလားခင်ဗျားတို့ကေဘေးစင်နာအိတ်ကဝန်ထမ်းတွေလုပ်နေတဲ့လုပ်ငန်းတွေလုပ်ပုံတွေခင်ဗျားတို့ပြန်စုံစမ်းအောင် ပြီးရင် KB ရဲ့အခုလက်ရှိလုပ်နေတဲ့ပုံစံကမလိုလားပဲနဲ့ဘာကိစ္စဘာကိစ္စအခုလိန်ခံလိုက်ရတဲ့လူကိုပဲထပ်ပြီးတော့ဟိုစာရွက်ယူခဲ့ပါအောင်ဒီစာရွက်ယူခဲ့ပါအောင်အမှုဖွင့်ပါအောင်လို့ဘာကိစ္စပြောနေရတာအမှုတစ်ခုဖွင့်နေဆိုတာခင်ဗျားတို့လွယ်တယ်ထင်လို့လားအမှုတစ်ခုဖွင့်နေဆိုတာမျိုးကကျွန်တော်အခုဝိုင်းရံပေးကြတဲ့လူတွေရှဲပေးကြပါအောင်နော်ကျွန်တော်မရသေးဘူးကျွန်တော်မရမချင်းကျွန်တော်ဒီဥစ္စာလည်းငြိမ်းချမ်းနေမှာမဟုတ်ဘူးနော်မရမချင်းဆိုတာလည်းကျွန်တော်နောက်ဆုံးပြီးမရအောင်တောင်မှကျွန်တော်ဒီဥစ္စာကလူကြီးရှင်ချာအကောင်လို့ကျွန်တော်လိုမဖြစ်အောင်ကျွန်တော်တို့ကပြောသွားမှာပဲဟိုတနေ့ကရွှေတောင်ကအကိုတယောက် ျွန်တော် లై ကိုတွေ့ပြီးတော့မှသူတို့စီကိုလည်းလားလိမ့်နေကျွန်တော်ဒီလိုဒီလိုပြောပြထားတာကိုသူတို့သိသွားပြီးတော့ဟလာသူတို့အလိမ်မခံလိုက်ရအောင်ကျွန်တော်ကိုကျေးဇူးတင်ကြောင်းတော့လာပြောတယ်ကျွန်တော်ဝမ်းသာတယ်ကျေနပ်တယ်ပီတိဖြစ်တယ်